စပားစေးကြဆင်းတာနဲ့ရောင်းချဖို့ခက်ခဲတာတွေဖြစ်ပေါ်နေတာကြောင့်ပို့ကုန်ကုမ္ပဏီတွေကကျပ်ဘီလီယံ140ခန်းနဲ့အမထစပားတင်းရေ350ဝယ်ယူမယ်လို့မြန်မာနိုင်ငံဆန်စပားအသင်းချုပ်ကသတင်းထုတ်ပြန်ကြေညာချက်အမှတ်၃ရက်နှစ်မြင်ဆောင်2025ကို2025ခုနှစ်မလ22ရက်ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်မလ22ရက်မှာကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံစံစမအသင်းချုပ်ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေဆွေးနွေးပွဲတွေနဲ့ဆက်လင်ပြီးအောက်ပါတိုင်းသတင်းထုတ်ပြန်ထားပါရယ်။ လက်ရှိအခြေအနေမှာနိုင်ငံတကာဝယ်လိုအားကျဆင်းနေတာပြည်ရင်းဝယ်လိုအားတွေကျဆင်းနေတာအတွက်စံစဘာဈေးကွက်အတွင်းအမထနေစဘာစိုက်ပျိုးတဲ့တောင်သူလယ်သမားတွေအနေနဲ့ဈေးနှုန်းကျဆင်းနေတာနဲ့ရောင်းချဖို့ခက်ခဲနေတာတွေကြောင့်စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေတဲ့အပေါ်မြန်မာနိုင်ငံစံစဘာအသင်းချုပ်အနေနဲ့ပို့ကုန်ကုမ္ပဏီတွေအသင်းဝင်စံစက်ကြီးတွေနဲ့ညှိနှိုင်းပေါင်းစပ်ပြီးစဘာတင်350နဲ့ အမထဆန်အိတ်၄သိန်းဝယ်ယူရေးကို2025ခုနှစ်ဧပြီလနဲ့မေလမှာဆောင်ရွက်သွားမှာဖြစ်ကြောင်းစပန်းဆန်ရောင်းချဖို့အခက်အခဲရှိပါကမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးဖုန်းနံပါတ်3932331112 3932331112ကို3932128236 3932128236ကို3932128268ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။ပေါင်းစံထုတ်လုပ်မှုနဲ့ တည်ပုံမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဖို့2025-2026ဘဏ္ဍာနှစ်မှာပေါင်းစံတန်ချိန်3သိန်းတင်ပို့နိုင်ရေးရထားပြီးပေါင်းစံဆက်30ကိုအဆင့်မြင့်တင်တာလိုအပ်တဲ့ပံ့ပိုးကူညီမှုတွေဆောင်ရွက်တာ ပေါင်းစံထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေတိုရေရှည်ဆောင်ရွက်ဖို့ကိစ္စရပ်တွေအပေါ်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ ဆိုလာအန်နဂျီတက်ဆင်သုံးစွဲမှုဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဖို့အသင်းချုပ်နဲ့ MOU ရေးထိုးထားတဲ့ဆိုလာအန်နဂျီကုမ္ပဏီ၁၁ခုနဲ့ Export ဆောင်ရွက်လျက်ရှိတဲ့စမ်းစက်ကြီးတွေမှာဆိုလာအန်နဂျီစက်တက်ဆင်အင်အား41.5မဂါဝတ်ကိုစတင်ဆောင်ရွက်ဖို့ညှိနှိုင်းဆွေးနွေးကြပြီးဆိုလာအန်နဂျီ တက်ဆင်မဲ့စနစ်အမျိုးမျိုးအပေါ်ညှိနှိုင်းဆွေးနွေးတာဆိုလာကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ရရှိမဲ့လျှက်စက်တန်းအကိုဝယ်ယူသုံးစွဲရင်လေယာဉ်သီးနှံတွေမှာဆက်ပြိုးရင်ရရှိရင်ဆောင်ရွက်မဲ့ကိစ္စတွေစတာတွေကိုညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။